အကယ်မီရပြီးနောက်မှာဘဝင်းမြင့်သွားပြီးတော့ရင်သီးတဲ့စကားပြောဖို့နေကြောင်းဝေဖန်ခံနေရတဲ့ရခိုင်သူချူလေးအားလုံးပဲမင်္ဂလာပါရခိုင်လူမျိုးတွေအတွက်ကိုယ်ယူရအောင်ကယ်မီစုကြီးကိုယူပေးနိုင်တဲ့ချူလေးအောင်အခုတော့ချားတယောက်လို့ချရလာအောင်အပြောဆိုတွေရင်သီးနေလို့လူပြောများနေပါရီချူလေးကလက်ရှိချိန်မှာအောင်မြင်နေပြီးတော့သူတို့ဆောင်ဒါရီဆလန်တွေကအပိုင်းတစ်ပေပြသရပါသေးတယ်အပိုင်းတစ်မှာဘီလင်းဖြစ်နေတဲ့ချူလေးကိုဝေဖန်သူတွေရှိနေတာကြောင့်မဟုတ်မကန်တုတ်ပြန်နေပြီဖြစ်ပါရီ သူတို့ဝေဖန်ကြတဲ့ပရိသတ်တွေကိုအဖေမရှိတဲ့သူ အော်လီအောက်တန်စာစရီသုံးနှုန်းနေနဲ့ပြန်ပြောနေတဲ့ချူလီကတော့ပုံရိပ်တွေချစင်နေပါရီအချို့သောတရုတ်ဆောင်တွေကပီလီပြည်တရုတ်ဆောင်ရင် အရင်အောင်မြင်သွားတဲ့ကြပြီးရောပရိသတ်တရားတကယ်ဖြစ်နေတဲ့အတိုင်းတွေးထင်သွားကြပါရီအဲဒါကြောင့်ချူလီမမဟုတ်ပေချောင်းသောပီလီတရုတ်ဆောင်တွေလည်းပြောဆိုတာတွေကိုခံရဖို့ပါရီသမောရာပြဝသူတွေကတော့စဝင်ကန်နဲ့ပတ်သက်ပြီးဝေဖန်ချင်ပြတာကိုလက်ခံမိမိချူလီကတော့နည်းနည်းလေးမှပြောမခံနိုင်ပါဘူး ဒါကြောင့်သူ့ကိုလာပြောတဲ့သူတွေကိုရည်ရင်သူတီပြန်ပြောနေပြီးကယ်မင်းများကင်အောင်ချူလီနဲ့ကယ်မင်းရပြီးတဲ့ချူလီတို့ဟာပြောင်းလဲသွားခဲ့ပြီးဒီလိုပြောဆိုနေဆိုရင်တော့အောင်မြင်မှုကရွေးရှေးမခံပါဘူးလို့တုံ့တက်နေကြပါရဲ့အမှုပညာလောကတွေမှာအလုပ်လုပ်တဲ့သူတွေကလူတီညာလာပြီးတော့မှလူအမျိုးမျိုးရဲ့အမြင်မျိုးမျိုးကိုခံရမှာဖြစ်ပေမယ့်သူ့ရဲ့တုံ့ပြန်မှုကတော့ရှိုင်းနေပြီးတာမန်မိကလေးတယောက်တည်းမှမပြောရတဲ့စကားတွေဖြစ်နေပါရဲ့အဲ့ဒါအကြောင်းမလို့ချူလီကိုဘဝမမိဖို့အတွက်တောင်မှသတိပေးနေကြပါရဲ့ ချူလီယာနုပညာကိုဝါသနာပါပြီးမယ်လေမိသားစုမှာမထောက်ပံ့ပေးနိုင်လို့ဒေါက်တာကြီးရီရဲ့ကိုညီကိုရှာဦးကြရတာပါပြီးပါကောင်းပန်ပိုးပနိုင်တာကြောင့်မလို့ခွားကိုကိုကြရပြီးညောင်ရီယူမြင့်တင်ကြကနေထိုးရင်းနေပြောစရာရှင်းစရာတ িয়োগ ဆောင်ကဘာစီစဉ်ပါလေချူလီယာပါဝင်ကြရပါတည်းတက္ကသိုလ်ဆက်မနိုင်နေတော့အကြောင်းမလို့ဒုတိယအနေနဲ့ပင်ရှင်းနာလိုက်ဖို့ဆုံးဖြတ်လိုက်တဲ့ချိန်မှာဒိုက်တာစောမြင့်ဦးနဲ့ဒိုက်တာအောင်အောပါတို့ကအောင်မြင်မှုလာလာရှိတဲ့ချူလီကိုအနုပညာလောကထဲမှာလေမျက်နှာမငင်အောင်ဝင်းရီတီပညာသင်စေးထောက်ပံ့ပေးကြပါရီ အဲ့လိုနဲ့ချူလီကဝရပြီးနောက်မှာတရုတ်ဆောင်ပြလာခဲ့ပါရီ MRTV Vermont ဇက်ပို့ဘဝနဲ့တရုတ်ဆောင်ခဲ့ရတဲ့ချူလီကို ကျိုးစားတဲ့သူပြည့်အားပေးခဲ့ကြပြီးအခုတော့ Academy စုကိုပါရှာသွားခဲ့တာဖြစ်ပါရီ Academy စုကိုရပြီးတဲ့နောက်မှာတော့အားလုံးထည့်ထူးခြားတဲ့သူလို့မြင်သွားခဲ့ပြီးဝီပန်သူတွေကိုပါတုတ်ပြန်နေရပါအောင်ပရိသတ်တရားချူလီတရားတိတ်မှပါပေးဖြစ်ခဲ့ဖြစ်ခဲ့နောက်လေပြီးခဲ့ပြီမဲ့အခုတော့စိတ်ပြတ်သွားကြပါရီထိုင်းကစင်နာတကူမှာအင်အားရှိတဲ့မြို့သားတယောက်နဲ့တွဲသားတွဲလာလို့ပြီးတော့အနမ်းနေချွေးနေလေး သူ့ရဲ့ကိုရီးကိုရာဖြစ်နားလည်ပေးခဲ့ကြပါရယ်။အင်းနောက်ရှိတဲ့မြူသားနဲ့ပတ်သက်ခဲ့တာတောင်မှအပြင်းမြင်ခဲ့ကြပေမယ့်အခုတော့ချူရီယာဝီဖန်သူတွေကိုလည်းလက်မခံနိုင်တော့ပါဘူး။သူ့ရဲ့ပြောဆိုတွေကြောင့်သူ့ရဲ့တိုင်းဝိုင်းနဲ့အရှိရနေမှာဖြစ်ပြီးဒူတီများတဲ့တရုတ်ဆောင်တယောက်ကအရင်ရင်နေဆိုရင်မှတ်ချက်တွေပေးနေကြပါရယ်။ချူရီအတွက်တော့နောက်ခံအင်အားလည်းမရှိလို့သူ့ကိုလာကြည့်ရင်ကိုရိုင်းမဲတုတ်ပြန်နေရဖြစ်ပါရည်။အင်းအောင်ရှိတဲ့မြို့သားနဲ့ပတ်သက်မှုတွေအတိတ်တွေရှိပေမဲ့လည်းပြန်လေအောင်မြင်လာပြီးနောက်ဇက်ဇက်ကျဲဖြစ်လာတဲ့ချူရီပေါ်မှာဘယ်လိုမျိုးထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးရှင်။ ချစ်ချွာပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်